ကျွန်တော်ဒီနေ့အစ္စရာဟင်အလဟစ်ဆလမ်ရဲ့အရေးချင်းများအပိုင်းခုနှစ်ကိုဆလာမွန်အလာအစ္စရာဟီမ်ဆိုတဲ့နာမည်နဲ့တင်ပြမယ်ပြီးခဲ့တဲ့အပိုင်း6မှာကြိုတင်အသိပေးခဲ့တဲ့ဆလမ်အကြောင်းကိုကျွန်တော်အဓိကတင်ပြကြပါမယ်ဒီဆလမ်ဆိုတဲ့ဝါရကအလ္လာဟ်ရဲ့ဝိသေသနာအရေးချင်းပြနာလည်းဖြစ်တယ် ြီးတော့ရဆူလ်တွင်နဲ့အမြဲတမ်းပူးကပ်နေတဲ့ဝိသေသသက်ရလည်းဖြစ်တယ်။အလပြထမ်းချက်ကိုလိုက်နာကြတဲ့သူတွေရရှိခံစားရတဲ့ကောင်းထိုးလည်းဖြစ်တယ်။နော်ဆာလာမြတ်တွေကျယ်ပြန့်မှုပေါ့ဘလောက်ကျယ်ပြန့်လဲဆိုတော့နော်ဒီနေ့ဒီအကြောင်းကိုကျွန်တော်အထူးပြုပြီးသင်ပြမှာပါ اعوذ باللہ من الشیطان الرجیم بسم الله الرحمن الرحيم رب اشرح لي صدري ويسر لي امري واحلل عقدة من لساني يفقهوا قولي وقال تعالى وقل رب زدني علما صدق الله العظيم السلام عليكم ورحمه الله وبركاته پٹھمارو ابراہیم رسول علیہ السلام کو ဆန့်ညင်တဲ့သူတွေကဝိုင်းပြီးဒုက္ခပေးတဲ့အခါမှာအလပြထားတဲ့ဖြစ်တဲ့တုံးပြန်ရလက်နဲ့အညီတက်ရောက်လာပုံကိုကျွန်တော်သင်ပြမယ်။ဒါကိုအစ်ဗရာဟင်ဤအကြီးချင်းများအပိုင်းလေးမှာလဲကျွန်တော်သင်ပြခဲ့ပြီးဖြစ်ပါတယ်။တတိယအောင်ပြန်ပြောပြရင်ကုလနာယာနာရူကူနီဘာဒေါန်ဝဆလာမန်အလာအစ်ဗရာဟင်။ဟာကအိုမီအင်းငယ်လို့ ထို့ပြင်အိဗရာဟင်အပေါ်တို့ငြိမ်းချမ်းမှုတက်ရောက်စေလော့ဟုညွန်ကြားခဲ့ပြီးဆူရာ23အာရ69ခုကုရ်အာန်မှာစီနီယလာမီမီမီနဲ့ဖွဲ့စည်းထားတဲ့စကားလုံးတွေထဲမှာဆလာမ်ဆိုတဲ့ပုံစံကို52ကြိမ်သုံးလုံးထားတာတွေ့ရတယ်အစ္စလာမ်ကလည်း sin lam mim ကနေပဲဆင့်ပေါ်တာအထက်မှာပြောခဲ့သလို salam ha allah ရဲ့နာမဝိတေသနာအကြီးချင်းပြဘုံကြီးလဲဖြစ်တယ်ဆိုတော့က ibrahim rasul apo တက်ရောက်နေတဲ့အပူတော်ကဒုက္ခတွေကို salam ဆိုတဲ့ငိမ့်ညာမှုချမ်းမြေ့တရားမှုတွေအဖြစ်တက်ရောက်စေဖို့ပြတ်ထမ်းပေးတဲ့ တနည်းပြောရရင်အလာကို၌ကလည်းဆလာဖြစ်နေတယ်။ဟာဒီချက်ကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်လူတစ်ယောက်ကအခြားတစ်ယောက်ရဲ့တောကဒုက္ခတွေကိုကူညီပယ်ရှားပေးခြင်းလေဆိုရင်သူကိုယ်တိုင်ပထမဆလာဖြစ်ဖို့လိုတယ်။ဒီမှာတတိပြုရမှာကလူသားပေါ်တက်ရောက်နေတဲ့ဆလာမဟာ တူလိုက်နာကျင့်သုံးတဲ့အစ္စလာမ်ကနေရလာအဖြစ်ပုံပေါ်လာတာဒါကလူသားနဲ့တက်ဆိုင်တဲ့အပိုင်းအလ္လာဟ်ဘကဆလမ်တက်ရောက်လာတာကအစ္စလာမ်ဆိုတဲ့ဘဝနေနည်းစနစ်ကိုချမှတ်ပေးတဲ့ရှုတော့ကိုဖော်ပြနေတာဒါနဲ့ပတ်သက်ပြီးတော့ဆူရာ20အာယတ်49မှာတိတိကျကျဖော်ပြထားတယ် ဝဆလာမူအလာမနတဘအလ်ဟူဒါထို့ပြင်တာယာချမ်းမြေ့မှုဒီလူဘဝလမ်းညွန်မှန်ကိုလိုက်နာသူအပေါ်တက်ရောက်ပြီဖြစ်၏အဲ့တော့ဆလာမ်ကဘလူ့ဘဝတက်ရောက်လဲဆိုလို့ရှိရင်လူဘဝလမ်းညွန်အလာပြတ်ထန်းထားတဲ့လူဘဝလမ်းညွန်ပေါ့အဲ့ဒါကိုလိုက်နာတဲ့သူတွေအပေါ်မှာတက်ရောက်တယ်ဒီသဘောတရားအရာ လူတယောက်ဒါမှမဟုတ်အုပ်စုတစုဒါမှမဟုတ်တိုင်းပြည်တစ်ခုမှာตาရချမ်းမြေ့မှုပျောက်နေပြီဆိုလို့ရှိရင်အဲ့ဒါအစ်ဗရာဟင်ရဆူလ်ရဲ့စာအူအခြေအနေကို ရောက်နေပြီလို့ပြောနေတာအစ်ဗရာဟင်ရဆူလ်ရဲ့စာအူအခြေအနေစာအူအခြေအနေဆိုတာပါလေသူအစ္စလာမ်ကိုသင်ပြလာတဲ့အခါမှာသူဝိုင်းဝန်းပြီးဒုက္ခပြီးတဲ့ဥစ္စာကိုပြောတာ အဲ့ဒါကိုစဦးအခြေအနေရောက်နေပြီလို့ကျွန်တော်ပြောတာဒီအခြေအနေကိုစူရာ27အာယတ်68မှာဟာရီကူဟူတူအာလောင်မြိုက်စေကြလော့လို့သုံးနှုန်းထားပြီးတော့စူရာ39အာယတ်69မှာဖာအလ်ကူဟူဖီလ်ဂျဟီမ်မီရှန်အတွင်းတို့ပစ်ချကြလော့တနည်းအားဖြင့်ပြောရရင် ဖွံ့ဖြိုးတိုးတက်မှု ပြတ်သုံးရန်အကျဉ်းချကြလော့လို့တုံးလုံးထားတယ်။ဆိုတော့ကဒီအထရင်လေးကိုအစ်ဗရာဟင်ရဆူလ်ကဘယ်လိုပြောင်းလဲယူခဲ့တယ်လဲ။အဲ့ဒီအတိုင်းကျွန်တော်တို့လည်းပြောင်းလဲယူရမယ်။ဟုတ်ပြီနော်။အဲ့ဒီလိုပြောင်းလဲယူခြင်းအပြင်အစ်ဗရာဟင်ရဆူလ်ရဲ့အယီချင်းကိုကျွန်တော်တို့ရမယ်။ပြီးတော့အလရှင်မြတ်ရဲ့ ်ဂုံကြီးကိုလည်းလူဖြစ်မှုနယ်ပယ်အသွင်းကနေကျွန်တော်တို့ရမယ်ဟလာအဲ့တော့ဒီနေရာမှာအစ်မရမ်ရဆူဘယ်လိုပြောင်းလဲယူခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးဆူရာနဲ့အာယတ်124ကိုပြောပြမယ်ဝအစ်ဇ်ဘတလာအစ်ဘရာဟီမရဘူဟူဘီကလီမာတင်ဖာတမဟွန်းနာ قال اني جاعلك للناس اماما قال ومن ذريتي قال لا ينال عهد الظالمين تتشين وين ابراهيم جو သူအားပြောထောက်မှုစနစ်နဲ့အညီဖုံဖြိုးစေတော့အရှင်ကစီမင်းဥပဒေအချို့ဖြင့်အကြီးအသွေးကိုပေါ်ထုတ်ပေးခဲ့ရာသူဒီကြေဝစွာအောင်မြင်ခဲ့၏အရှင်က 我的阿妈咪，对啊，鲁大土一先上片，看米糊没熟没熟咯，煮个，这那会大米面呢哟，咋生办的咯？这那会大米煮呢哟，咋生的烂的，白熬漂了嘞嗦？我上午看看呢、啊，阿妈说嘞。 ရှေ့ဆောင်ရှေ့ရွက်ပြုတ်မှုဆိုတဲ့အကြီးအသေးဒီအကြီးအသေးကကျွန်တော်ရဲ့တားမြေးတွေနဲ့ရောတတ်ဆိုင်တလားတဲ့အစ္စရာဟိမကပြန်မေးတယ်အလာအဲ့တော့အလာကဘာပြောလဲဆိုတော့ငါကတဲ့ငါဤဂတိတီတဲ့ကျူးကျော်မိုက်မဲသူများနဲ့ပတ်သက်ခြင်းမရှိဟုမိတ်အလာကပြန်ပြောပြတယ်အာ ဒီကရိယာတဲ့ကျူးကျော်မိုင်မဲတဲ့သူတွေနဲ့ပတ်သက်ခြင်းမရှိဘူးတဲ့ကျူးကျော်မိုင်မဲတဲ့သူတွေဟာအလတ်ဥပဒေတရားပြတ်ထန်းတဲ့ဥဆောင်မှုဘယ်တော့မှမရနိုင်ဘူးเนาะအဲ့တော့ဥဆောင်မှုရနေတယ်ဆိုလို့ရှိရင်အဲ့ဒါကအတ္တမနည်းနဲ့ရတာမထိုက်တံပဲရတာလို့ပြောကြင်တာဟဲ့လား အလဥပဒေတရပြဋ္ဌာန်းထားတဲ့ဥဆောင်မှုကိုရတဲ့လူတိုင်းမှာအစ်ဗရာဟင်ရဲ့အယီချင်းစီးဆင်းနေတယ်လို့ကျွန်တော်တို့ကမှတ်ယူရမယ်။နော်အစ်ဗရာဟင်ကိုကျွန်တော်တို့ဟိုနှစ်ပေါင်း2500 3400ကပုံကူတယောက်ဆိုပြီးတော့ကျွန်တော်ဖယ်ထားလို့မရဘူး။ကိုရာအဲ့ဒါကြောင့်တထုတ်လို့ဆိုရတဲ့အကြောင်းကိုကြည်ကြပြတ်ပြတ်ပြောတယ်။ဘာကြောင့်လဲသူတို့ယီချင်းကိုကျွန်တော်တို့ကယူရမှာ။ ဟုတ်ပြီလားတကယ်ဆိုရင်ကျွန်တော်ဒီအစ္စရာဟိမရဆိုရဲ့အရေးချင်းများကိုနောက်ထပ်လည်းကျွန်တော်တင်ပြခြင်းနေတယ်အပိုင်းတစ်ပိုင်းအနေနဲ့တင်ပြခြင်းနေတယ်အဲ့ဒီမှာအစ္စရာဟိမရဆိုဘယ်လိုဥဆောင်မှုတွေရယူခဲ့တယ်လဲလူမှုလူပေါင်းကိုဘယ်လိုတိရှောက်တယ်လဲဆိုတဲ့အပိုင်းတွေကုရ်အန်ထဲမှာပြထားတယ်ဟုတ်လားအဲ့တော့ဒီအပိုင်းခုနှစ်မှာက ဆလမ်ကိုကျွန်တော်ကအဓိကထားပြီးသင်ပြမှာဖြစ်တယ်။ဒါကြောင့်ဆလမ်ပါတဲ့အာယတ်တချို့ကိုကျွန်တော်ကောက်နှုတ်ပြီးတော့သင်ပြမယ်။စူရာလေးအာယတ်94မှာလာတကူလူလီမန်အလ်ကောအီလိုက်ကူမူဆလာမလစ်တာမူမီနာဟာလာတင်းတို့ထန်တဲ့စစ်ပြေငင်းကြီးတနည်းပြောရရင်ငင်းချမ်းရေယူဆောင်လာသူတန်တမန်ကို တင်ဒီယုံကြည်စိတ်ချအတူမဟုတ်ဟုမပြောဆိုနဲ့အဲ့လိုပြောလို့မရဘူး။ညစူတာလေအဲ့ကိုယ်တည်းလေဒါ ਉਹ အများအဖြစ်တင်တော့ကိုတဲ့ဆလာမေတ္တာပို့တာသူကိုတင်ဒီမိုမင်မဟုတ်ဟုမပြောဆိုကြနဲ့လို့ဒါပါရပြန်ကြတယ်။ဟုတ်လား။ဒီပြန်ဆိုမှုကား ဆလမ်ပေးလိုက်တာနဲ့လူတယောက်ကပေါ့နော်မွတ်စလင်ဟုတ်ခြင်းလည်းဟုတ်မယ်မဟုတ်ခြင်းလည်းမဟုတ်ဘူးနော်ဘာလာဒါလည်းဖြစ်ဖြစ်နိုင်တာပဲဟာလာဆလမ်ပေးလိုက်တယ်အဲ့ဒီလိုဆလမ်ပေးလိုက်တာနဲ့အဲ့ဒီလူကမိုမင်ဖြစ်သွားတယ်လို့ကျွန်တော်တို့အဲ့ဒီလိုမျိုးကျွန်တော်တို့လက်ခံနေတာဒါမှားရွေ့နဲ့လက်ခံမှုတခုဟာလာအမှန်ကအာယတ်ကပေးခြင်းတဲ့သတင်းစကားကထိတ်တိုက်ရင်ဆိုင်မှုတွေ့ တိုက်ပွဲတွေကိုအဆုံးသတ်ဖို့ငိမ့်ချမ်းရေးတန်တမန်ရောက်လာရင်တင်ကစိတ်ချရသူမဟုတ်ဘူးလို့မပြောနဲ့လို့ပြောတာဟာလာတေးလေးချကြဆန်းစစ်ပြီးတော့ဒီစစ်ပြေငိမ့်ကြီးကိုလက်ခံတင်တယ်လို့ပြောတာဒါကဆလာမြက်အနှစ်သာရဆလာမြက်နယ်ပယ်အကျယ်အဝန်းဒါနဲ့ပတ်သက်ပြီးတော့စူရာရှိအား67မှာ ဝအင်ဂျနဟူလစ်ဆလ်မီဖဂျနဟလာဟာသူတို့စစ်တည်ငိမ့်မှုတို့ရင်းညွတ်ကြသည်ရှိတော်တင်ဒီလဲထိုစစ်ပြေငိမ့်မှုဘက်တို့တိမ့်ညွတ်ပါလိမ့်နော်ပထမဒါရဆူလ်ကိုတိုက်ရိုက်ပြောတာပြီးတော့အဲ့ဒီရဆူလ်ကိုပြောလိုက်တာဒီနေရာမှာအဆုံးသတ်မသွားဘူးခစ်တိုင်းမှာဦးစီးကောင်းကောင်းလုပ်တဲ့လူတွေနော်တမတတွေဝင်ကြီးချုပ်တွေ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေအကောင်လုံးကဒါကိုလိုက်နာကျင့်သုံးရမယ်။တဖက်ရန်လူကနေပြီးတော့စစ်ပေငြိမ်ကြီးလုပ်ဖို့တိမ့်ညွန့်လိုက်။ကိုကလက်ခံရမယ်။ဒါကိုပြောချင်တာ။ဟာလား။ဆိုတော့ကဒီ IN မှာတုံးလုံးထားတဲ့အဆလ်မှုနဲ့စူရာလေး IN 94မှာတုံးလုံးထားတဲ့အဆလမ်တို့ကအနတ်တူဖြစ်နေတယ်။နော်အနတ်တူဖြစ်နေတယ်။နှစ်ခုစလုံးမှာစစ်ပေငြိမ်ကြီးဆိုတဲ့သဘောတရား ပါဝင်နေတယ်။ ဒီတဘောတရားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့တဦးနဲ့တဦးအပြာလာနှုတ်ဆက်ကြတဲ့အခါမှာအစ္စလာမုအလัยကုမ်အစ္စလာမုအလัยကာအစ္စလာမုအလัยကီနော်ဆိုတဲ့ဒီသုံးလုံးနဲ့တဘူတဘောကဘာကိုပြတာလဲဆိုတော့လူတယောက်နဲ့တယောက်နဲ့ကြားမှာဘယ်လိုရံညိုးရံစားမှမရှိပဲ အပြန်အလှန်မေတ္တာထားဖို့ကို ရှင်တန်အောင် လုပ်နေတယ်လို့ပြောတာအဲ့ဒါကအလရှင်မြတ်ကိုဂရုပြုလိုက်တာလူတယောက်ကိုဆလမ်ပေးလိုက်တာကမင်းနဲ့ငါနဲ့ဂျားထဲမှာဘာရန်ညှိုးဝမရှိဘူးမင်းငါရှိလာတဲ့အတွက်မင်းမှာလုံထုံမှုရှိရမယ်မင်းမှာငြိမ်းချမ်းမှုရှိရမယ်တာယာမှုရှိရမယ်နော်အဲ့ဒီပုံစံမျိုးပြောတာဟလာကျွန်တော်ကဆလမ်ကို တာမှပဲယဉ်ကျေးမှုရလို့ထင်နေတာမဟုတ်ဘူးဒီဆလာမ်ကလူတယောက်နဲ့တယောက်နဲ့ဂျားထဲမှာရှိတယ်မေတ္တာတရားကိုဖော်ကျူးပြတာဖော်ကျူးပြအရှိရဆလာမ်ပြီးပြီးတော့အနောက်နောက်ကျောကိုဓာတ်နဲ့ထိုးလို့မရဘူးဟာလားအဲ့တော့ကုရ်အာန်မှာကျွန်တော်တို့အလ္လာဟ်ရဲ့နဗီတွေတော့ဆိုလ်တင်နဲ့ပတ်သက်ပြီးတော့ဒီဆလာမ်ဆိုတဲ့စကားလုံးသုံးလုံးထားတာတွေအများကြီးရှိတယ် နော်ဆလာမ်ဆိုတဲ့စကားလုံးသုံးလုံးထားလိုက်အများကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီမှာသဘောတရားကောက်ပြမယ်နံပါတ်1စူရန်20အာယတ်49အရာသူတို့ဟာမနစ်တဘအလ်ဟူဒါအလာပြထမ်းထားတဲ့လူဘဝလက်ညုံမံကို လိုက်နာသူတွေဖြစ်ကြတယ်အဲ့ဒါမှထိတ်ဆုံးတမန်တော်တွေပါတယ်ဟုတ်ပြီနော်ပြီးတော့ အဲ့ဒီနောက်မှာအဲ့ဒီတမန်တော်တွေနောက်ကိုလိုက်တဲ့လူတွေပါတယ်။ဒါကြောင့်သူတို့လက်ရှိရင်ဆိုင်နေကြရတဲ့ဒုက္ခတောကပူလောင်မှုတွေရဲ့အခြားမျက်နှာစာတစ်ဖက်မှာလေအစ္စလာမ်ချမ်းမြေတရားမှုငြိမ်းချမ်းမှုလုံခြုံမှုစတာတွေကစီးတိုနေတယ်လို့ယဉ်ွန်းနေတာနံပါတ်1 အလ္လာရဲ့ဝိတ္တနာဂုံကြီးတစ်ခုဖြစ်တဲ့အစလာမ်ကိုလူဖြစ်မှုနယ်ပယ်အကျဲအဝန်းထဲကနေမိမိတို့ရဲ့အယီချင်းအဖြစ်နဗီတွေရဆူတွေကအယောင်ဆိုးပြီးယူလိုက်ကြတယ်ပြီးတော့အလ္လာရဲ့အစလာမ်ဖြစ်မှုကိုပုံဖော်ပေးတယ်ဟလာဆိုလိုတာကမိမိတို့ပဝန်းကျင်မှာအေးချမ်းမှုချမ်းမြေတာယာမှုနဲ့ငြိမ်းချမ်းမှုတို့တက်ရောက်လာဖို့အတွက် အဲ့ဒီနဗီတွေကဥဆောင်ပြီးအစွမ်းကုန်ကြိုးစားကြတယ်။ဒါကြောင့်နဗီရဲ့နောက်လိုက်တွေကလည်းဒီဟာကိုလောက်ကိုလို့ရမယ်။လောက်ကိုလို့ရမယ်။နော်။ခက်တာဗဇက်ကပြောတာလွယ်တယ်ဗျ။တကယ်လောက်ဖို့ဆိုတာအင်မတန်ခက်ခဲတာ။နော်။ကောင်းပြီနံပါတ်3နဗီရဆူလ်တွေဟာသူတို့ရောက်လေရ အရက်တိုင်းမှာလူအခွင့်ရေးကိုကာကွယ်ပေးပြီးတော့မှလူဖြစ်မှုတန်ဖိုးတွေကို ညှင့်တင်ပြကြတယ်နော်ဈာဖြတ်ပြောရရင်ကျွန်တော်တို့ဒီနေ့ထင်နေလို့တို့တို့ကသာသနာပြုဖို့လာတာမဟုတ်ဘူးဟလာတို့တို့သာသနာပြုဖို့လာတယ်နောက်ဆုံးမုဟမ္မဒ်ရာဆူလ်အလဲကြတော့ဟလာဓာတ်ကင်ပြီးသာသနာပြုလဲဆိုပြီးတော့နော်ကျွန်တော်တို့ဒီတမိုင်းတန်းတွေကိုကိုးကားပြီးဆွဆွဲတော်ခံရတယ်ဟလာကောင်းပြီကုရ်အာန်မှာ နဗီရာဆူလ်တွေ အပေါ်မှာအစ္စလာမ်ရှိနေကြောင်းအစ္စလာမ်နဲ့နဗီရာဆူလ်တွေဟာခွဲမရအောင်ကူးကတ်နေကြောင်းအထူးပြုပေါ်ပြထားတာတွေ့ရတယ်ကျွန်တော်တာရကတချို့ပြမယ်ဥပမာစူရာ39အာယတ်89မှာဆလာမွန်အလာနူဟင်ဖီလ်အာလမင်နဲ့လူခတိုင်းတို့တွင်နဲ့လူအားငိမ့်ချမှုတိဆောက်သူဤအစ်အတန်းကိုပိုင်ဆိုင်စေခဲ့၏တနည်း လူခတ်သိမ်းတို့တွင်နူအားငိမ့်ညာမှုနှင့်ပြည့်စုံသူအဖြစ်စီမံခဲ့၏။နောက်တနည်းလောကခတ်သိမ်းတွင်နူအပေါ်ငိမ့်ညာမှုတက်ရောက်စေတာ။နော်အဲ့ဒီလိုပြောထားတယ်ပြီးတော့စူရာ39အာယတ်109ရောက်တော့ဆလာမွန်အလာအစ်ဘရာဟင်နဲ့လာပြီ။ အစ်ဗရာဟင်အားငြိမ်းချမ်းမှုတိဆောက်သူဤအဆင့်တန်းကိုပိုင်ဆိုင်စေခဲ့သည်တဲ့။တနည်းအစ်ဗရာဟင်အားငြိမ်းချမ်းမှုနှင့်ပြည့်စုံသူအဖြစ်စီမံခဲ့ဤတဲ့။နောက်တနည်းအစ်ဗရာဟင်အပေါ်ငြိမ်းချမ်းမှုတက်ရောက်ပါစေသာ။ဘာကြောင့်လဲဆိုတော့ငြိမ်းချမ်းမှုကိုလုတ်တဲ့လူဟာအဲ့ဒီငြိမ်းချမ်းမှုကိုရရှိတယ်လို့ပြောနေတာ။တုံ့ပြန်ရလာလာတယ်လို့ပြောတာ။နော်။အဲ့ဒီအတိုင်းပဲတပုံစံနဲ့ပဲနော်။ ဆူရာ39အာယတ်120မှာမူဆာနဲ့ဟာရုန်ကိုပြောတယ်အလိုက်ဟိမဆလာပြီးတော့ဆူရာ39အာယတ်33အာယတ်130ဆူရာ39အာယတ်130ရောက်တော့အီလီယာစင်းနဲ့နော်တနည်းပြောရင်အီလီယာစ်လို့ပြောတာဟာလားတခါဆူရာ39အာယတ်183ရောက်တဲ့အခါမှာဝဆလာမွန်အလလ်မူရ်ဆလီနဲ့ ၎င်းပြင်းတဲ့ရဆူလ်အပေါင်းတို့ဟာငြိမ်းချမှုတိဆောက်တော်သူတို့၏အဆင့်အတန်းကိုချင့်မြင်မိတယ်။တနည်းရဆူလ်အပေါင်းတို့အားငြိမ်းချမှုနှင့်ပြည့်စုံတော်သူများအဖြစ်စီမံခဲ့၏။တနည်းရဆူလ်အပေါင်းတို့အပေါ်ငြိမ်းချမှုတက်ရောက်ပါစေတာ။ဆိုဒီမှာအလ်မုရ်ဆလင်တုံထားတယ်အထဲမှာပါတယ်အလ်ကအစ်စတဂရာကီလို့ခေါ်တယ် အလ်အစ်စတဂရာကီကလွှမ်းထုတ်မှုအနဲ့ပေးတဲ့အတွက်နော်ရှိရှိတမျှရဆူလ်အားလုံးအပေါ်မှာဆလာမ်တက်ရောက်တယ်သူတို့ကဆလာမ်ကိုယူလာတယ်သူတို့ကဆလာမ်နဲ့ပြည့်ပြည့်စုံတဲ့ပုံကိုယ်တွေဖြစ်တယ်လို့ပြောတာပို့ပြီးတော့ထူကြတာကနော်ရဆူလ်၅ပါးကို ဖော်ပြပြီးတော့အဲ့ဒီရဆူလ်တွေရဲ့လိုက်နာကျင့်သုံးမှုနဲ့သူတို့ရဲ့ထူကြတဲ့အည်တွေးတွေကို နောင်လာနောက်သားတွေအတူယူဆန်ထားကြဖို့တွန်တင်ထားတာတွေ့ရတယ်ကျွန်တော်အာယတ်တွေအများကြီးမဖတ်ပြတော့ဘူးနော်အာယတ်အကိုကပြီးမယ်စူရာ38အာယတ်88အာယတ်108အာယတ်109အာယတ်109စူရာ38မှာဟာဝတရက်နအလိုင်းဖီလ်အာခီရင်လို့ ဝတရတ်နာအလဟီဖီလာခီရင်သုတ်ပြင်ငါလီနောင်လာနောက်တာတို့တွင် သူနှစ်ပတ်သက်၍အတုယူစရာကိုကြံရှိစေခဲ့တယ်။တွေ့လား။နော်။အဒီဥစ္စာအစ်ဗရာဟင်နဲ့ပတ်သက်ပြီးပြောတယ်။နိုးနဲ့ပတ်သက်ပြီးပြောတယ်။မူဆာနဲ့ဟာရွန်ကြတော့အဲ့မှာထုတ်ထုတ်ချက်ကြဝတရတ်နာအလဟီမာဖီလာခီရင်နဲ့နှစ်ကိန်းသုံးထားတယ်။ကျွန်တော်တို့မူဆာပဲသိတယ်နော်။ဟာရွန်ဆိုရင်ကြောင်ထုတ်ထားတာ။ ဟုတ်လားမူဆာမင်းသားဖြစ်နေဟာလုံးပြောက်လားအလားပြောတယ်ဝတ္တရကအလိုင်းဟိမဖီလာခေသူတို့နှစ်ယောက်စလုံးရဲ့လောက်ဆောင်ချက်တွေကိုတဲ့ငါကနောင်လာနောက်တာတွေမှာအတူอยู่ဖို့အတွက်ကြံရှိစေခဲ့တယ်အဲ့တော့ကျွန်တော်တို့ကအစ်ဗရာဟင်နဲ့အစ်မာအီလရဲ့နော်ဆန်နမူနာတို့အတူယူလိုက်တယ်ဘာလို့လဲဆိုတော့ ကော်ဘာနီလာရင်စိတ်နွားတူကျွန်တော်လှိလိုက်တယ်ကလုံးစတဲ့ပြေမှာနော်ယူလိုက်တယ်မှန်တယ်ကုရ်အန်ကပြောနေတာနူးစီကလည်းယူဘူးတဲ့ဘာယူဘူးလဲနူးစီကမူဆာနဲ့ဟာရွန်စီကယူတယ်ဘာယူဘူးလဲကျွန်တော်ပြီးပြီဘာမှမယူဘူးဘာမှမပြီးတော့ငါတို့ကကုရ်အန်ကိုလိုက်နာပါတယ်လို့ပြောနေတဲ့ဥစ္စာကြီးอ่ะဒါဘယ်လိုမှလက်ခံလို့မရဘူး နောက်ဒီတဲ့ပုံစိုးတဲ့အချက်တစ်ချက်ရှိနေတယ်။ကျွန်တော်တို့ကနဗီတွေအားလုံးရာဆူလ်တွေအားလုံးထဲမှာမုဟမ္မဒ်ဆိုတဲ့နောက်ဆုံးပွင့်တဲ့ရာဆူလ်တစ်ပါးတည်းကိုပဲပုံကိုရအကြည်ညိုလုံပြီးတော့ကျွန်တော်တို့ကတင်ထားလိုက်တာတခါလေအမြင်တမန်တော်မွေးနေလို့လုပ်တယ်ကျွန်တော်တခါကြုံလို့ပြောပြတယ်တမန်တော်မွေးနေမလို့လုတ်ချင်တမန်တော်များနေလို့ တမန်တော်များနေလို့လောက်ပြီးတော့တမန်တော်တွေအားလုံးရဲ့အရေးချင်းတွေတစ်ခုချင်းတစ်ခုချင်းပေါ်ပြဆရာ၄ပါးပြောမယ်ဆိုရင်တမန်တော်၄ပါးအကြောင်းအ ਨੇ ဆုံးပြောပြလို့ရမဟုတ်ဘူးကျွန်တော်မုဟမ္မဒ်ပါမုဟမ္မဒ်ပဲနော်ပြောပြီးအရှေ့ပိုင်းတွေမှာပြောပြီးလာနိုဖရီကိုပိုင်းနာအာဟဒီမင်းလို့ဆိုတယ်မွတ်စလင်တယောက်ကတေရီခြားကြဝန်ခံထားတာဒီရဆူလ်အချင်းချင်းကြမှာဘယ်တော့မှနော်ကျွန်တော်တို့မခွဲဘူး မခွဲခြားပြစ်ဘူးအဲဒါမျိုးပြောကြတယ်ဟာလာအဲ့တော့ဏီကုံးတော့အနေနဲ့ကြောက်တင်တာကရဆူလ်တွေနဗီတွေရဲ့နာမည်တုံးတဲ့အခါမှာအလဟိဆလမ်တုံးတယ်ဆလမ်ွန်အလိုက်တုံးတယ်ပြီးတော့တမန်တော်မြတ်လက်ထက်တမန်တော်မြတ်အလှည့်ကြတော့သူများနဲ့ထူပြီးတော့ဆွတ်လတ်သွားဟိုအလိုက်ဝဆလမ်တုံးကျွန်တော်လည်းတုံးပါလေကျွန်တော် ဖွေတွေမှာကြည့်ပါเนาะအဲ့တော့အရိယာကလည်းဒါခွဲကြတဲ့ပုံစံပဲနောက်တစ်ချက်မှတ်ထားကျွန်တော်အမှန်တိုင်းပြောမယ်အရှိတိုင်းပြောမယ်ရဆုလ်တဘာနာမယ်ယူပြီးတော့ဆလာမွန်အလိုက်ရောအလိုက်ဟစ်ဆလာမ်နုဆလလောအလိုက်ရောဆလမ်မပြောလို့ဘာမှမဟုတ်ဖြစ်လာဘာမှမဟုတ်ဖြစ်လာအဲ့ဒီမှာပုံပြင်းနေရှိတယ်ပုံကတယောက်ကစာရေးတဲ့အခါမှာမိုဟာမက်နာမယ်ကိုရေးတယ် ဆလလောက်အလိုက်ဆလမ်မကြီးတော့သူ့စာရေးတဲ့လက်ကလုံးဝသုံးလုံးမရောဖြစ်သွားတယ်သူအဲအဲ့ဒီပုံမြင်ရှိနေတယ်နော်ဟာလာဆိုတော့ဘာလို့လဲဆိုတော့တကယ်လို့ရမှာကရဆူလီယူလာတဲ့ဆလမ်ကိုကျွန်တော်တို့ကလက်တွေ့ပေါ်မှာချသုံးရမှာအဲ့ဒီဆလလောက်အလိုက်ဝဆလမ်ဆိုတာကိုလေကျွန်တော်ရှင်းပြခြင်းတယ်ဘာကြောင့်လဲဆိုတော့ ဒီဥစ္စာကဟိုအင်နလောဟောမလာအိကတောင်ယူဆွလူနာအလနဗီယာယွလဇီနာအမနူဆွလူအလိုက်ဝဆလီမူတက်စလီမာကနေပြီးတော့ကျွန်တော်ကဆွလလောအလိုက်ဆက်ထုတ်ယူတာအဲ့ဒါလေကျွန်တော်အပိုင်းတစ်ပိုင်းအနေနဲ့နော်ကျွန်တော်သင်ပြမယ်အဲ့တော့အခုနပြောသလိုပဲညီကုန်းထုတ်လိုက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာရှိခဲ့တဲ့ ရာဆူလ်ဒီနဗီတွေအကုန်လုံးရဲ့လမ်းညွန်ချက်ကိုလိုက်နာကျင့်သုံးတို့တို့မှာရှိတဲ့အတုတွေကိုစာနမူနာယူရမယ်နော်အဲ့ဒီလိုစာနမူနာယူလို့ရှိရင်အလပြထမ်းထားတဲ့ရလကောင်းနေကြလာမယ်အဲ့ဒီရလကောင်းနေမှာဆလမ်ကထိကလာမယ်ဆလမ်ကထိကလာမယ်ဟုတ်လားဆိုတော့ကျွန်တော်တို့အလပြထမ်းထားတဲ့အဲ့ဒီဆလမ်ဆိုတဲ့ဥစ္စာကိုရရှိဖို့အတွက် စ조사ကြပါလို့ပြောရင်လည်းကျွန်တော်ဒီကုန်းထုတ်လိုက်ပါတယ်ဝမအလိုက်နာအီလလ်ဘလာဂူလ်မူဘီကျွန်တော်ရဲ့တာဝန်ကရှင်းလင်းထင်ရှားစွာကုရ်အန်ကိုပို့ဆောင်ရတာဖြစ်၏ဝဆလာမ်